ကျမ်းမာတော်မူကြပါစကမယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ3ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်အောင်ပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတကတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုပေါ်ဆောင်ဖို့ရည်မှတ်ချက်ချင်းတူကြရင် PDF တွေလက်နက်ချဖို့စစ်အာဏာသိမ်းကောင်းဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုပေါ်ဆောင်ဖို့ရည်မှတ်ချက်ချင်းတူကြရင် PDF တွေအပါအဝင်လက်နက်ကိုင်တွေလက်နက်ချဖို့စစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လိုက်ကပြောဆိုလိုက်ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းမှာမန္တလေးတိုင်းပြည်ဦးလွင်မြို့မှာပြုလုပ်တဲ့စစ်တကတူဘူလောင်းတင်တန်းအမတ်စဉ်69တင်တန်းစစ်ပွဲမှာသူကအခုလိုထည့်သွင်းပြောဆိုလိုက်တာပါ။လက်နက်ကိုင်လက်စင်တွေနဲ့ဖြည့်ရှင်းမှုကျူပန်မှုဟာနှစ်ပေါင်း90ကျော်ကြာတဲ့အထိ ်မြည်သည့်ရလမထရမလာတာကိုတင်ကန်းစာယူဖို့လိုအကြောင်းဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကင်လမ်းစဉ်ကြောင့်ဖြစ်တယ်ဆိုတာအမှန်အတိုင်းရှုမြင်ဖို့အချိန်ကျနေပြီဖြစ်ကြောင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုဖော်ဆောင်ဖို့ရည်မှချက်တူကြရင်ပြည်ထောင်စုအကျိုးကိုရှိရှိပြီး PDF အပါအဝင်လက်နက်ကင်အဖွဲ့တွေအနေနဲ့ဥပဒေပေါင်းအတွင်းဝင်ရောက်လာကြဖို့ကြိုးစို့ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းထဲတွင်းပြောကြားလိုကြောင်းဆိုကပြောပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကိုလက်ညှိုးထိုးပြီး NCA မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာရှီထားပြည်သားဂရီကဝတ်တွေကိုချုပ်ပေါက်ပြီးငြင်းချင်ကြီးလက်ချောင်းကိုတွေ့ဖယ်မှုပြုလုပ်ခဲ့ကြတယ်လို့သူကဆိုပါတယ်။စစ်ကောင်းဆောင်ပြင်းလွင်မြို့ကိုရောက်ရှိနေတာကြောင့်မြို့တွင်းမြို့ပြင်နဲ့ဆက်ဆက်လမ်းပိုက်တွေအားလုံးမှာစစ်အင်အားအများအပြားနဲ့လုံခြုံရေးတိုးမြှင့်ထားတယ်လို့လည်းမြို့ကန်တွေထံကနေသိရှိရပါတယ်။မလာခင်ကလေးကတက်တွေရောကြောင်းတက်နေတဲ့အရာရှိတွေရောအကုန်လုံခြုံရေးပို့ထားတယ်။မန္တလေးပြင်းလွင်လမ်းပိုင်း မတရားနောင်ချုံမျိုးနဲ့အဆက်တွေအထိလုံခြုံရေးတွေချထားပါတယ်လို့ပြည်တွင်းတနေနဲ့နီးစပ်တဲ့မြို့ခတ်တူကလည်းမြေလက်အတန်ကိုပြောပါတယ်စစ်ကောင်းဆောင်ဟာဒီဇင်ဘာလ9ရက်နေ့မှာစစ်နီးပညာတက္ကသိုလ်အပတ်စဉ်29တင်းနဲ့စင်းပွဲကိုဆက်လက်တက်ရောက်မှာဖြစ်ပြီးအဲဒီနေ့အထိပြည်တွင်းစစ်တက္ကသိုလ်အတွင်းမှာရှိတဲ့၎င်းတဲခူရစစ်တပ်အခေါ်အင်တော်မှာဆက်လက်နေထိုင်မှာဖြစ်တယ်လို့အထက်ပါမြို့ခန်ထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဘော်ဆေးခူစခန်းကိုခိတ္တဗျူဟာမှုဖြင့်ရောက်လာတဲ့ဂျီဝမ် ဒုတိယပူမူကြီးအောင်မြတ်မှုဒရုန်းပုံချတိုက်ခိုက်ခံရ၍တိမ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖပုံ KNU တပ်မဟာ၃နဲ့တပ်မဟာ၅နယ်မြေအစပ်မှာရှိတဲ့ဗော်ဆဲခုစကန်ကိုခေတ္တပြောမှုတာဝန်နဲ့ရောက်ရှိလာတဲ့ဂျီဝမ်ဒုတိယပူမူကြီးအောင်မြတ်မှုမှာ KNL နဲ့ပူပေါင်း PDF အဖွဲ့မှဒရုန်းပုံချတိုက်ခိုက်ခဲ့တာကြောင့်လာရောက်တဲ့ဒီနေ့မှာပဲတိမ်ဆုံးသွားခဲ့တယ်လို့စစ်ကော်မရှင်တပ်မိသားစုအတိုင်းဝိုင်းထံကနေထွက်ပေါ်လာတဲ့သတင်းတွေအရသိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့က တောင်ပိုင်းတိုင်းစစ်တနာကျုပ်တောင်ကူကနေရဟရင်နဲ့ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်စစ်တပ်ကအရာရှိတပ်ဖွဲ့ဝင်တချို့ဗော်ဆဲကိုစကန်းကိုတွားရောက်စင်းမရဟရင်ကအစင်းအချိန်ကိုက် TNL ဘက်ကဒရုန်းနဲ့ဘုံကျဲတက်ခိုက်ခဲ့တာလို့ဆိုပါတယ်နောက်ထပ်တော်လိုင်းကြီးတက်တဲ့နီးစက်တဲ့စီးရီတရင်ချင်းမြစ်တူကပြီးခဲ့တဲ့နိုဝင်ဘာလကဗော်ဆဲကိုမှတော်လိုင်းကြီးတက်ဘက်ကဒရုန်းနဲ့တက်ခိုက်ခဲ့တာရှိတယ်အဲ့ဒီဖြစ်စဉ်မှာစစ်တပ်ဘက်က15ကောင်လောက်တေသွားတာရှိတယ်လို့လက်ကောင်းကဆိုပါတယ် ဖပွန်ခရိုင်ဒေကစစ်စခန်းတွေမကြဆုံးစေစစ်ကော်မရှင်ဟာစေဝါစာနယ်ရိတ်ခါနဲ့လက်နက်ခရိုင်တွေကိုလေကြောင်းမှချပေးနေတာရှိနေကြောင်း KNU တမဟာငါပြောကွင်းရဗိုလ်မှူးကြီးစောကလစ်တို့ကလည်းသတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်စစ်ကော်မရှင်ရဲ့ကတိုင်းဒီစခန်းအပအဝင်ဖပွန်ခရိုင် KNU တမဟာတုံတမဟာငါအဆက်နာမရှိတဲ့ဘော့ဆဲကိုလေမှုပလော့စတဲ့တက်စကန်တွေကို KNL ဦးဆောင်တဲ့ပူပေါင်းမဟာမိတ်တော်လင်းအင်အားစုဘက်က ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်စစ်ကောင်မရှင်တပ်ဟာလေရင်ကနေရိတ်ကားတွေကိုပို့ဆောင်ပေးနေရတာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တီဘောမှာစစ်သား၂ဦးကပြည်သူနေအိမ်တွေကိုဝင်ရောက်ဓမြတိုက်ပြီးပစ္စည်းများလူယူသွားမှုစစ်အရာရှိထံတိုင်ကြားတဲ့အခါမှာဆိုလာပြားနဲ့ဘက်ထရီအိုးတာပြန်ပေးပြီးငွေနဲ့စားတောက်ကုန်တွေကိုပြန်မပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မှာစစ်သား၂ကောင်ကပြည်သူနေအိမ်တွေကိုဝင်ရောက်ဓမြတိုက်ပြီး ပစ္စည်းတွေယူဆောင်သွားမှုစစ်အရာရှိထံတိုင်ကြားတဲ့အခါမှာဆိုလာပြားနဲ့ဘက်ထရီအိုးတာပြန်ပေးပြီးငွေနဲ့စားတောက်ကုန်များပြန်မပေးကြောင်းရှမ်းဒေသအခြေစိုက် SSPP Info ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်အစောပိုင်း2နာရီ20မိနစ်ချိန်တီဘောမြို့နယ်မိုးတီကြေးရွာအုပ်စုကွန်ဆန်လေးကြေးရွာမှာရှိတဲ့နေအိမ်တစ်လုံးအတွင်းအကြံဖတ်စစ်သားနှစ်ကောင်ကဝင်ရောက်ပြီးအင်ရှင်တွေကိုတနက်နေ့ထောက်ကောင် နေအိမ်နဲ့ဈေးဆိုင်အတွင်းကိုဝင်ရောက်မှွေးနှောက်ခဲ့ပြီးငွေကျပ်9သိန်းတန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့ငွေသားတွေကိုယူဆောင်သွားကြောင်းအလားတူယင်းနေ့မနက်အစောပိုင်း၄နာရီဝန်းကျင်မှာလဲအခြားနေအိမ်ဈေးဆိုင်အတွင်းကိုဝင်ရောက်ကာအင်ရှင်တွေကိုတနက်နေ့ထောက်ပြီးပစ္စည်းတွေကိုမှွေးနှောက်ယူဆောင်သွားကြောင်းသိရှိရပါတယ်အင်ရှင်ကလည်းစစ်သားဆိုတော့တကားဖွင့်ပေးတာအိမ်တဲရောက်တာနဲ့တနက်နေ့ထောက်ပြီးအိမ်တဲဆိုင်တဲကပစ္စည်းတွေမှွေးတော့တာကုန်ပစ္စည်းတွေပတ်စံတွေယူသွားတယ်နေအိမ်စလုံးဒီပုံစံနဲ့ပဲဓမြတိုက်သွားတယ်လို့ဒေသနေပြည်သူတို့ကပြောကြပါဗျာ ဒို့တို့တများတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရဲကြီးတာဝန်ရှိသူတွေကစစ်ကော်မရှင်အရာရှိတွေထံကိုတိုင်ကြားခဲ့ရမှာပြည်မှုကျွလွန်သူတပ်သား2ဦးယူဆောင်သွားတဲ့ဘက်ထရီနဲ့ဆိုလာပြောင်းကိုအင်ရှင်ထံပြန်လည်ပို့ဆောင်ပေးခဲ့ပေမယ့်ကြံရှိတဲ့စားတောက်ဖွဲ့ရများနဲ့ငွေကြေးများကိုပြန်လည်ပေးခြင်းမရှိကြောင်းသိရှိရပါတယ်ပြည်မှုကျွလွန်တဲ့တပ်သားကိုတော့အရေးယူမယ်လို့ပြောပါတယ်ဒါပေမဲ့ဘယ်လိုအရေးယူမယ်တော့မသိဘူးပေါ့ယူသွားတဲ့ဆိုလာပြောင်းတွေဘက်ထရီအိုးတွေတော့ပြန်လာပို့ပေးပါပြီ။ ကြံတဲ့စားတောက်ဖွဲ့ရတချို့တော့တုံးကုန်ပြီမို့လို့နောက်မှပြန်ဆောင်ရွက်ပေးမယ်လို့ပြောတယ်။အခုအထီတော့ဘာမှပြန်မပေးသေးဘူးလို့ဒေသနေပြည်သူတို့ကပြောကြပါတယ်။အစိုးရမုတ်တီကြေးရအုပ်စုကိုလွန်ခဲ့တဲ့အော်တိုဘာလကစစ်ကော်မရှင်တပ်ကထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီးလက်ရှိအချိန်ထိစစ်ကော်မရှင်တပ်စုံမလှုပ်ရှားတဲ့နေရာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ KNU ဖန်စီထားတဲ့မွေလင်းချံဝန်းရှိရာမင်းလက်ပံဒေတာမှတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က BGF နဲ့ပူးပေါင်းကအပြင်းထန်ထိုးစစ်ဆင်ခဲ့ပြီးစစ်တပ်ပူးပေါင်းတဲ့အထိနာနေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်မင်းလက်ပံဒေသအပါအဝင်မြောက်ဝတီတောင်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီပူးပေါင်းတဲ့အထိနာနေတယ်လို့တော်လိုင်းရဲဘော်နဲ့ကရင်စီးရီတရင်ရှိမြစ်ကပြောပါတယ်။မင်းလက်ပံဒေသမှာမြေပြင်လုံခြုံရေးအခြေအနေဟာလက်နက်ကင်တိုက်ပွဲတွေပုံမှုစိုးရွားလာကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ခဲ့ပြီးအနာသိန်းစစ်တပ်နဲ့မဟာမိတ်တပ်ဖွဲ့တွေဟာ မင်းလက်ပံဧရိယာဘက်ကိုစစ်ကြောင်းနှစ်ကြောင်းနဲ့အပြင်းထန်ဒုစစ်ဆင်လာနေတယ်လို့အတည်ပြုပါတယ်။ KNU ရဲ့ online လေးလေးတိုက်ဖြတ်ရေးလုပ်ငန်းနဲ့ဆိုင်တဲ့ထုတ်ပြန်ချက်ကိုဒီဇင်ဘာလ2ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့ရမှာ KNU သိမ်းပိုက်ထားတဲ့ Shunter Pack Scam Compound မင်းလက်ပံဖလုနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေတွေမင်းလက်ပံဒေတာစီရေးအခြေအနေတွေကိုအတည်ပြုထားတာပါ။မင်းလက်ပံဒေတာကငွေလိမ်ချံဝန်းဟာစစ်ကောင်စီနဲ့အတူတိုက်ပွဲဝင်နေတဲ့ DGB တပ်ဖွဲ့ကအကာအကွယ်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီငွေလိန်ချန်ဝင်းကို KNU ကနိုဝင်ဘာလနောက်ဆုံးပတ်မှာတိုက်ခိုက်စီးနင်းခဲ့ပြီးချန်ဝင်းအတွင်းကသူတွေကိုဘေးကင်းရာကယ်ထုတ်ကငွေလိန်လုပ်ငန်းတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းတွေနိုင်ငံတကာကိုဖိတ်ခေါ်ဆောင်ရွက်တာတွေကိုလှုပ်ဆောင်လျက်ရှိပါတယ်။မင်းလက်ပံဒေတာကိုစစ်ကောင်စီဘက်ကစစ်ကြောင်းနှစ်ကြောင်းနဲ့အပြင်တပ်ဒုစစ်ဆင်လာပြီးစကမ်ချန်ဝင်းနဲ့အနီးနားလေယာရီကိုလက်နက်ကြီးပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေကြောင်းဖော်ပြပါတယ်။ စစ်တပ်ဟာကရင်နေကြားဆောင်တပ် BGF တရင်တချို့နဲ့ပူးပေါင်းပြီးထိုးစစ်ဆင်နေတဲ့လို့မင်းလက်ပံဒေသတိုက်ပွဲမှာပါဝင်နေတဲ့တော်လင်းရဲဘော်တအူးကပြောပါတယ်။စက္ကစက္ကတော့ BGF နဲ့ပေါင်းချတာသူတို့ထိကိမှုရှိတယ်လို့ရဲဘော်ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီပူးပေါင်းတပ်အထိနာနေတယ်လို့လည်းသူကဆက်ပြောပါတယ်။ဒေသခံတအူးကလည်း KNL နဲ့ပူးပေါင်းတပ်ကိုတိုက်တဲ့အထက်မှာ DGB တပ်ဖွဲ့ဝင် uniform ဝတ်ထားသူတွေပါပါဝင်တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ30ရက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့စစ်အာဏာရှင်အဖွဲ့တို့အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်အာဏာသိမ်းစစ်တပ်ပြစ်ခတ်ခဲ့တဲ့120မမလက်နက်ကြီးကြီး၃လုံး scam ချံဝင်းအတွင်းနဲ့ချံဝင်းတဲကလူတွေကိုနေရက်ပြန်ဖို့ရွှေပြောင်းနေတဲ့တောင်ရင်မြစ်ဒေသပြင်ပေါ်နေရာကိုကြာရောက်ခဲ့တယ်လို့ KNU ကဆိုပါတယ်။ဒါပေမဲ့အဆောက်အုံနဲ့ထိခိုက်မှုမရှိခဲ့ဘူးလို့တော့ KNU ကထုတ်ပြန်ပါတယ်။ KNU အနေနဲ့ Shutterback Scam ခြံဝင်းမှာနိုင်ငံသားတွေကိုထိုင်းနိုင်ငံအာဏာပိုင်တွေကနေတဆင့် နေရနိုင်ငံတွေစီကိုလွှဲပြောင်းပေးတဲ့အခြေအနေတွေအွန်လိုင်းဂျန်ဝင်းကထွက်ခွာလို့ခြင်းမရှိသူတွေရဲ့အခြေအနေတွေကိုလည်းထုတ်ပြန်ကြမှာဖော်ပြပါတယ်စစ်ကောင်စီတပ်ထိုးစစ်ကြောင်းမင်းလက်ပန်ဒေတာလုံခြုံရေးအခြေအနေအမြပုံမဆိုးရလာပေမဲ့နိုဝင်ဘာလ30ရက်နေ့ထိအချက်လက်တွေအရငွေလင်းဂျန်ဝင်းအတွင်းကြနေသူ1600ဦးအနက်ဂျန်ဝင်းကထွက်ခွာလို့ခြင်းမရှိဘူးလို့ဖြေကြားသူ942ဦးရှိတယ်လို့အတည်ပြုထားပါတယ်အဲ့ဒီအထက်မှာလူဦးရေ932ဦးဟာတရုတ်နိုင်ငံသားတွေဖြစ်ပြီးကျန်တဲ့71ဦးက ကာဇစ်စတန်အင်ဒိုနီးရှားထိုင်ဝမ်ဗီယက်နမ်နဲ့လာအိုတို့ကဖြစ်တယ်လို့ဆိုပါတယ်လူတွေကအကုန်မပြန်သေးဘူးမပြန်တာကသူတို့ဟိုမှာပြန်လို့ရှိရင်လဲသူတို့ကိုအရေးယူမယ်နဲ့ထင်တယ်အများဆုံးကတရုတ်တွေပဲလေနောက်တစ်ခုကဒီမှာအလုလုတာပို့ပြီးပတ်စံရတဲ့သဘောလို့ KNU သတင်းရင်းမြစ်ကပြောပါတယ်ငွေလင်းချန်ဝင်းကမပြန်လို့ကြောင်းဖြေချားသူတွေရဲ့အရေးကိစ္စကိုဘယ်လိုကင်တွယ်မယ်ဆိုတာကိုတော့မသိရှိရသေးဘူးလို့လည်းသတင်းရင်းမြစ်ကပြောပါတယ်ချန်ဝင်းတဲကနေထွက်ခွာဖို့စံတော်ရှိကြောင်း ဖြေချားသူတွေကိုတော့မြေပြင်အဖွဲ့ကနိုဝင်ဘာလ30ရက်နေ့မှာပဲငွေလိန်ချန်ဝင်းပြင်ပကိုဘေကင်းစွာရွှေ့ပြောင်းပေးခဲ့ပြီးတောင်ရင်မြေကနေပေးကိုပို့ဆောင်ပေးထားကြောင်းအသိပေးထားပါတယ်။ဒါကြောင့်နောက်ဆုံးစီးရင်အရာငွေလိန်ချန်ဝင်းကထွက်ခွာလိုခြင်းမရှိသူ942ဦးကျန်နေသေးကြောင်း KNU ကအသိပေးထားပြီးအဲ့ဒီသူတွေအပြင်စိတ်မပေးသူတွေကျန်နေတယ်လို့ယူဆကြောင်းလည်းထုတ်ပြန်ထားပါတယ်။မင်းလက်ပံတေတာရဲ့လုံခြုံရေးအခြေအနေတွေဟာပုံမှန်ဆိုးရွားလာလို့ ခြံဝင်းမှာဂျန်နီသူတွေဘေးကင်းလုံခြုံရေးအတွက်အာမခံနိုင်ဖို့အလွန်ပင်ခေရင်လာမယ်လို့လဲ KNU ကအတည်ပြုထားပါတယ်။မိမိတို့အနေနဲ့မြေပြင်မှာရဲတပ်ဝန်တန်းများနဲ့စစ်ဘေးတန်းတဲ့ပြည်သူများရဲ့ဘေးကင်းလုံခြုံရေးကိုအတိကထားဦးစားပေးဆောင်ရွက်ရမယ့်အခြေအနေကိုမဖြစ်မနေရောက်ရှိလာမှာဖြစ်တယ်လို့လဲ KNU ကထုတ်ပြန်ထားပါတယ်။ခြံဝင်းကနေပြင်ပကိုခေါ်ထုတ်ပေးခဲ့သူတွေက189ဦးဟာနိုဝင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းကလေးကသူတို့ရဲ့နေရင်နိုင်ငံကိုပြန်ပို့ဖို့ တက်ဆိုင်ရာထိုင်းအာဏာပိုင်တွေရဲ့လက်ကမ်းမှုကိုစောင့်ဆိုင်းနေစေဖြစ်ကြောင်းလည်း KNU ကအတည်ပြုထားပါတယ်။အဲ့ဒီ189ဦးထဲမှာတရုတ်106ဦးပါဝင်ပြီးအိန္ဒိယ၊ကင်ညာ၊မလေးရှား၊နီပေါ်၊ပါကစ္စတန်၊ထိုင်ဝမ်၊ဗီယက်နမ်တို့လည်းပါဝင်တယ်လို့ဆိုပါတယ်။ဇင်းချုပ်အရ KNU နဲ့ထိုင်းအာဏာပိုင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ငွေလင်းချံဝင်းတက်ကထွက်ခွာလို့ကြောင့်အတီလင်းပြောခဲ့သူအားလုံးကိုဘေကင်းစွာခေါ်ထုတ်နိုင်ခဲ့ကြောင်း KNU ကထုတ်ပြန်ပါတယ်။ငွေလင်းချံဝင်းတက်မှာစရင်ကောက်ယူခဲ့သူစုစုပေါင်း 3582ဦးအနက်ငွေလင်းချံဝင်းတက်ကထွက်ခွာလို့ကြောင့်ပြောဆိုခဲ့သူ2640ဦးကိုဘေးကင်းစွာခေါ်ထုတ်ပေးနိုင်ခဲ့ရမှာအဲ့ဒီအထဲမှာမြန်မာနိုင်ငံသား1333ဦးကိုဘေးကင်းစွာရွှေ့ပြောင်းပေးဖို့စီစဉ်ပြီးဖြစ်တယ်လို့တရုတ်အပအဝင်နိုင်ငံစုံကလူတွေကိုလည်းထိုင်းအာဏာပိုင်တွေထံကိုဘေးကင်းစွာလွှဲပြောင်းပေးကြောင်းလည်း KNU ကအသိပေးပါတယ်အဲ့ဒီလိုဘေးကင်းစွာလွှဲပြောင်းပေးရမှာမလွှဲပြောင်းမီတောင်ရင်မြစ်ကန်သဲတောင်မှာယာယီရှိနေစဉ်ကယန်ယူဒူပလာယာခဲခေါင်းဆောင်တွေက ငွေလိမ်ချောင်းဝင်းကထွက်ခွာလာသူတွေအတွက်အမိုးအကာအစာအစာတွေပံ့ပိုးပေးခဲ့ပြီးလက်ရှိအထိတောင်းတနေသူတွေကိုလည်း KNU မြေပြင်အဖွဲ့ကပံ့ပိုးပေးထားတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒါ့အပြင်ငွေလိမ်ချောင်းဝင်းအတွင်းမှာလည်းအစာအသောက်ပြက်လက်လာလို့နိုဝင်ဘာလ29ရက်နေ့ကနေစတင်ပြီး KNU ဘက်ကအစာအသောက်စီစဉ်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။နိုဝင်ဘာလ29ရက်နေ့မှာသမင်းဘူးတထောင်စီစဉ်ပေးခဲ့ရမှာ698ဦးသာလာယူခဲ့ကြောင်းလည်းအတိပေးပါတယ်နိုဝင်ဘာလ30ရက်နေ့မှာလည်း ဝင်တွင်ကြန့်ရှိနေသူတွေကိုဓမေဘူးဆက်လက်ပံ့ပိုးပေးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ် တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လည်ခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။